ငလင်းဘေးမှလူအသက်ပေါင်းများစွာကိုကတ်တင်ပေးခဲ့သည့်မန္တလေးမှကွန်တိုများမင်္ဂလာပါအော်ဒီယိုဘိုင်းစွန်တိုင်းမှကြိုဆိုပါရစေ။ယခုခါမှာတော့ငလင်းဘေးမှလူအသက်ပေါင်းများစွာကိုကတ်တင်ပေးခဲ့သည့်မန္တလေးမှကွန်တိုများအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ကြပါအောင်ခင်ဗျာ။ငလင်းဘေးမှလူအသက်ပေါင်းများစွာကိုကတ်တင်ပေးခဲ့သည့်မန္တလေးမှကွန်တိုများ2025ခု 3လပိုင်း28ရက်နေ့ကလှုပ်ခဲ့တဲ့ပြင်းရမကနေကျု7.7အဆင့်ရှိသောမန္တလေးငလင်ကြီးဟာယခုဆိုရင်တလကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ငလင်လှုပ်ခတ်မှုကြောင့်တိုင်းနယ်ပြည်နယ်6ခုမှာတေဆုံးသူ3,999ဦးတိကိုက်တန်ရာရသူ9,109ဦးနဲ့ပျောက်ဆုံးသူ106ဦးရှိကြောင်းသိရပါတယ်။စကိုင်းမီလာကွန်တော်တခုတည်းရတယ်မယ်တိုက်ပိတ်သူတွေတဲက အသက်ရှင်လျက်52ဦးသာကယ်တင်နိုင်ပြီးတေဆုံးသူရုံလောင်း100ကျော်ဒုဖော်ရရှိပြီးဖြစ်က လူများစွာပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်။ဒါအိုကြည့်ချင်းအဖြစ်ကွန်ဒိုတစ်ခုပြုတ်ချခြင်းကလူပေါင်း100ကျော်တေဆုံးခြင်းဖြစ်တယ်လို့ကွန်ဒိုတစ်ခုမပြုတ်ချခြင်းရလဲလူပေါင်းများစွာကိုကယ်တင်ပေးတဲ့သဘောတက်ရောက်စေပါတယ်။အဲဒါကြောင့်ငလင်းဘေးမှာလူသက်ပေါင်းများစွာကိုကယ်တင်ပေးခဲ့သည့်မန္တလေးမှာကွန်ဒိုများလို့ ခေါင်းစဉ်ပေးရခြင်းမှာကွန်ဒိုများလို့ခေါင်းစဉ်တက်ပေမဲ့တံပိုးနဲ့အိမ်ရာအကြောင်းလဲပါပါတယ်။ကဲစလိုက်ကြရအောင်။ဒါတော့ရန်ကုန်ဘက်ကနေလာလို့ရှင်တကွန်တိုင်းအဝိုင်းကျော်ပြီးတော့84လမ်းတိုင်းလာလို့ရှင်မြင်ရတဲ့ Garden City Condo ပဲဖြစ်ပါတယ်။ဒီ Garden City Condo အဖြစ်အဆောက်အဦရှိခုလုံးမှာအထက်ပေါင်း၈တက်စီပါရှိပါတယ်။ အခုချိန်မှာတော့အစာဦးတွေကိုထပ်တိုးတိဆောက်နေရလဲတွေ့ခဲ့ရပါတယ်ဒီကွန်ဒိုဟာငလျင်ကြောင့်အောက်ခြေတွေမှာအနှမ်းငယ်ထိခိုက်ခဲ့ပေမဲ့အခြေအနေအစိုးကြီးတော့မဟုတ်ပါဘူးလောလောဆယ်မှာလူတွေမနေသေးပဲအခြေစားပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ် ဒါကတော့64လမ်းမပေါ်ကနှစ်လေးနှစ်၅ချမ်းမှရှိတဲ့အစာဟိတ်ကွန်တိုဝဲဖြစ်ပါတယ်ဒီကုန်းတော့လည်းအထက်ကြီးက12ထက်လောက်မြင့်ပြီးတော့ငလင်ကြောင့်ထိခိုက်တံရချကြီးမမမရှိပဲလလောဆယ်မှာတော့ငလင်ကြောက်လို့လူနေထိုင်မှုရှိရပုံမပေါ်ပါဘူး

63တာဝါပဲဖြစ်ပါတယ်သူကလည်းပဲအမြင့်ဆက်နှစ်ထပ်ရှိပြီးတော့နောက်ချိန်မှာအနှဲငယ်တိကျထားပါတယ်။ဒီကွန်ဒိုကတော့43တာဝါလို့ခေါ်ပါတယ်။ အစာအုပ်ကဆန်းတဲ့ထက်မြင်ပြီးဘာမှထိခိုက်ဒဏ်ရာရထားတာမှတွေ့ရပါဘူး။ ါကတော့65တာဝါလို့သိရပါတယ်။နေရာက383ကြား6465ကြားမှာဖြစ်ပါတယ်။အဆောက်အဦက12ထပ်မြင့်ပါတယ်။အပေါ်ပိုင်းကြီးရသလောက်တော့ဘာမှထိခိုက်တန်ရာမရှိပါဘူး။အောက်ခြေမှာတော့အနည်းငယ်ထိခိုက်ထားရတွေ့ရပြီးဘလောဆယ်ပြင်ဆင်မှုတွေပြုလုပ်နေတာတွေ့ခဲ့ရပါတယ်။ဒါကလမ်း60ပေါ် သုံးနှစ်သုံးသောင်းကြာမှရှိရက်ဗရဏတိုင်းပြည်ဆိုတဲ့အင်ယာလို့ယူဆမိပါတယ်။သူလည်းပဲဘာမှအထီးကပ်အပြက်စီတစ်ခုမှမတွေ့ရပါဘူး။ခုနောက်ဆုံးရောက်ရှိနေတာကတော့လူများနှာခေါင်းရှုံရတဲ့ တံပိုးနဲ့အင်ရလို့လူတိများတဲ့မြားရီနန္ဒအင်ရတွေပဲဖြစ်ပါတယ်။မြားရီနန္ဒအင်ရတွေကတိုက်ခမ်းပေါင်းများစွာရှိပြီးတော့အထက်တွေကအကုန်လုံးမာရက်စီညီတို့ညီမျှရှိနေတာတွေ့ရပါတယ်။မြားရီနန္ဒအင်ဟာငလင်ကြောင့်ထိခိုက်မှုဘာတစ်ခုမှအစနာမတွေးခဲ့ရပါဘူး။လူအများကလည်းအခန်းတိုင်းအခန်းတိုင်းအိမ်တိုင်းအိမ်တိုင်းမှာနေထိုင်နေတာတွေ့ရပါတယ်။ ။မလင်ကြောင့်ဖြစ်တဲ့အပြက်စီးအဆာနာမျိုးတောင်းညာရီနန္ဒာဝန်ထဲကလမ်းတွေပေါ်မှာမတွေ့ရပါဘူး။အားလုံးဟာပုံမှန်အတိုင်းနေစဲနေမြဲသွားလာလောက်ကင်နေစဲပဲဖြစ်ပါတယ်။ အဆုံးထိလိုက်ပါကြည့်ရှုပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ